အတိုင်းလှုပ်ပြီးတော့ဒီငွေဝင်မှုဆိုတာကို့ကို net တွေချစ်တယ် net တွေချစ်တယ်မမြင်မြင်အမြင်ပုံကိုတွေကလည်းချစ်တယ်ဆိုလို့ရှိရင်သူကသူကဘာလို့ဆိုပြေးလေးအောင်လှုပ်ပြီးသွားတာမသိမသားလှုပ်ပြီးသွားဒါကျွန်တော်ကို့ထိပ်ပါနော်အလုံးလိုက်ရင်လည်းရော့အင်းဆိုဘယ်သူမှမပေးပါဘူးနော်ပြေးလေးအောင်ပဲလှုပ်ပြီးတာပါကို့ရဲ့အတိတ်ကံကလည်းအရန်ကိုကောင်းခဲ့တယ်အတိတ်ကံမှာအရန် ဒါနတွေပြုခဲ့တယ်အခုကလေပြစ်စုံပံမှာလည်းဘာသာရေးလုပ်တယ်ဆိုလို့ရှိရင်အလုံးလိုက်ရင်လည်းရနိုင်တာပေါ့နော်ဒါပေမဲ့လို့တကယ်လို့တိတ်ကာလာတော့လည်းကိုကလုတ်ခဲ့တာမလုတ်ခဲ့မသိဘူးလေမသိရတဲ့ကြောင့်မလုပ်အောင်လဲဆိုရင်ပြေလေအောင်တော့အားလုံးကမဆာပါနဲ့ဒါမယုံမကြည်မရှိပါနဲ့ယုံကြည်ပါနော်အဲကြောင့်အကျွေးအသေးချာပေါ့ကြည်ပါလိမ့်မယ်ကျွေးကသေးချာပေါ့ကြည်ပါလိမ့်မယ်နော်ဒါကြောင့်ဒီချာလုတ်ကြည်ပါလို့တိုက်တွန်းလိုက်ပါတယ်အေးမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါနော်ကဲအားလုံးပဲဒီနေ့တော့အကျွေးတွေများနေတဲ့အတွက်နော်ညစဉ်ညတိုင်းမှာည9:00ခွဲတိုင်းမှာရွှေရမယ် ကာလာလေးတစ်ပုဒ်ပြောပြမယ်နော်ဒီကာလာလေးကိုည9:00ခွဲတိုင်းမှာရွတ်ပါကျွန်တော်တော့မရွတ်ဘူးဒါပေမဲ့စိတ်ချယုံကြည်တယ်ဘာကြောင့်ဆိုဒီကာလာမှာပါတဲ့အရာတွေဟာကျွန်တော်လက်ခေါ်တဲ့အရာတွေဖြစ်တယ်လက်လာပါတွေပေါ်လာမယ်ငွေကြေးလက်လာပေါ်လာမယ်အဲ့တော့ကျွန်တော်အကြံပေးချင်တာတစ်ခုရှိတယ်ပေါ့နော်အကျွေးထူနေတဲ့သူတွေကကိုယ့်ရဲ့ငွေကန်အောင်နဲ့စစ်တင်တယ်လို့ကျွန်တော်ပြောချင်ပါငွေကြီးကြီးကန်လေးလည်းကောင်းနေပြီအလုပ်လေးလေးတစ်ခုလည်းလုပ်နေတယ် ပြီးလို့ရှိရင်အခုကာရာကိုလည်းနေစဉ်ရွတ်တယ်ဆိုတော့တေချာပေါအကျွေးကြည့်မှာပါအဲ့တော့ငွေကောင်းဖို့အတွက်ငွေလက်ဝင်ဖို့အတွက်အလုတ်ကောင်းဖို့အတွက်အလုတ်အလုတ်ကောင်းနေရရှိဖို့အတွက်လစာကောင်းနေငွေငွေရရှိဖို့အတွက်ကလည်းပရိစိန်ကြီးလေးကိုကျွန်တော်အရင်တော့ပြောဘူးတယ်အခုလည်းပြန်ပြောပြပြန်ပြောပြပါမယ်နော်အဲ့တော့ကျွန်တော်က အားလုံးကိုအကြံပေးချင်တာအကျွေးအရန်ထူနေတဲ့တွေပေါ့နော်အကျွေးအရန်နေများအကျွေးတွေအရန်ဆက်ချင်နေကြေချင်နေဘယ်သူမှအကျွေးနဲ့မနေချင်ဘူးလေဟုတ်တယ်မလားအကျွေးမဆက်ချင်နေသူတော့ရှားပါတယ်ဆက်ချင်သူတော့များပါတယ်နော်60အရန်တော့ဆက်ချင်တယ်မဆက်ချင်လို့ပြေးရသူတွေရှိတာပြေးရသူတွေကသိရတယ်မတန်တရားမှာအကျွေးပါမှာနော်အဲ့တော့ဘယ်သူမှမတော့တန်တရားမှာငါးစီလာဝတ်ခံလို့မပြောချင်ပါဘူးဒါပေမဲ့ဖြစ်တတ်ကြပါတယ်နော်ကျွန်တော်ကိုယ်တိုင်နဲ့ကျွန်တော်စီရနေအကျွေးတွေယူပြီးတော့ပြန်မပြေးရသူတွေရှိပါတယ်ဒါပေမဲ့အဲ့လူတွေအဲ့လူတွေဟာလည်းဘဝအဆက်ဆက်ကိုပြန်တွေးရပြီးကြည်ပါကျွန်တော်တို့ကတော့ဘာမှမပြောပါဘူးနော်တိုးတော်လည်းပဲ ကိုဒီလည်းအရင်ဘဝသူများဟာယူခဲ့ဘူးလို့အကျွေးပြဆက်လို့ပဲယူဆလိုက်ပါတယ်အဲ့တော့ကျွန်တော်ကတော့အဲ့လိုစိတ်မျိုးမွေးတယ်တိုးတော်လည်းပဲကျွန်တော်ရဲ့ပိတ်သက်တွေကိုတော့ကျွန်တော်ကအကျွေးထူနေတဲ့သူတွေပေါ့နော်အကျွေးထူနေတဲ့သူတွေအကျွေးများနေတဲ့သူတွေဟာအကျွေးပြဆက်ခြင်းနဲ့စိတ်ပြည့်ပြည့်ဝတယ်ဆိုလို့ရှိရင်ကျွန်တော်ကအခုကာရာလေးကိုရွတ်ပြပါမယ်ပြောပြပါမယ်เนาะအဲ့တော့ဘယ်ချိန်မှလုံးအောင်မလဲဆရာဆိုအဲ့တော့အဲ့ဒါမလုပ်ချင်ဘူးကျွန်တော်တိုက်တွန်းချင်တယ်အလုပ်ကောင်းဖို့အတွက် နော်လောက်ရမယ်ပရိစိန်ကြီးလေးရတနေ့ကိုစိတ်နိုင်တဲ့လောက်စိတ်အအနည်းဆုံးက10ဘတ်တရရှင်လုံးကြီး10ဘတ်စိတ်ပါဘာစိတ်ရမှာလဲဆိုအဟံသိတိအဟံသိတိပါနော်အဟံသိတိပရိတလုံးချအဟံသိတိပရိတလုံးချပါဘာဘယ်လိုစိတ်ရမှာလဲဆိုမနဲ့10ဘတ် နေ့လယ်7ည10ပဲပါဒါဆိုအလုတ်အကင်နေစင်ပြလာပါလိမ့်မယ်အလုတ်အကင်နေစင်ပြဆူတောင်းပါအလုတ်အကင်နေစင်ပြပါစေငွေကောင်းတဲ့ငွေကောင်းတဲ့အလုတ်တွေရရှိပါစေဆိုဆူတောင်းပေးပါเนาะအဲ့ဒါလေးကတော့အလုတ်ကင်ကောင်းဖို့အတွက်ပါပြီးပြီဆိုလို့ရှိရင်ကျွန်တော်ရွတ်စေချင်တာတော့ဒီပါတော်ရီအားဆိုရက်ဒီမှာပါဒီစံဒီမှာဆိုတော့ နော်တပ်ပါစီယာမင်္ဂလာကလာလေးတွေဒါကတော့တနေ့ကို28ခေါက်ယူပေးပါတနေ့ကို28ခေါက်ယူပေးပါဒါကတော့ကျွန်တော်ကအပူအနေနဲ့ပြောတာပါနော်အခုကျွန်တော်ပြောချင်တဲ့အကျိုးကနေလွတ်နိုင်တဲ့ခါလာလေးကိုပြောပြပါမယ်ဘယ်ချိန်မှလွတ်အောင်မလဲဆရာဆိုည9နာရီခွဲည9နာရီခွဲနေ့စဉ်နေ့ည9နာရီခွဲမှာယူပါနေ့စဉ်နေ့ည9နာရီခွဲမှာယူပါဘယ်နှခေါက်ယူရမှာလဲဆရာ9ခေါက်ယူပါနေ့စဉ်နဲ့ည9:00နာရီခွဲမှာ9ခေါက်ရွတ်ပေးဖို့ကျွန်တော်တိုက်တွန်းမယ်တိုက်တွန်းတယ်เนาะကျွန်တော်ပြီးတဲ့အားလုံးရွတ်ရမယ်ကာလာလေးရအလွယ်လွယ်လေးပါ ဝိရိယံသိတ္တုဓဏံသိတ္တုသီလံသိတ္တုအဲ့တော့ကျွန်တော်အပိုလေးထပ်ထည့်ချင်တာရှိပါလာဘံသိတ္တုသူခံသိတ္တုပါကဲပြန်ပြီးတော့ပြောပြပါမယ်နော်စလုံး၅လုံးပဲရှိပါတယ်အဲ့၅လုံး9ခေါက်ရွတ်ပါနေစဉ်လည်းည9နာရီခွဲမှရွတ်ပါရွတ်မှာဝိရိယံသိတ္တုဓဏံသိတ္တုသီလံသိတ္တုလာဘံသိတ္တုသူခံသိတ္တုပါ တင်ငါလုံးနဲ့ရွတ်ပါကဲနောက်ဆုံးတစ်ခေါက်ပြန်ပြီးရွတ်ပြပါမယ်လွယ်လွယ်နဲ့မြန်မြန်လေးပဲပြောပြလိုက်တယ်နော်တမိနစ်ခွဲစားလောက်ပဲပြောလိုက်ပါတယ်ကဲအဲ့တော့ပြန်ရွတ်ပါရွတ်ပါမယ်ရွတ်မယ်ခါတာဘယ်ချိန်မှာရွတ်ပါည9နာရီခွဲမှာခုနှစ်ခေါက်ရွတ်ပါရွတ်မယ်ခါတာကဘာလဲဆိုလို့ရှိရင်ဝီရိယံသိတဲ့သူတဏ္ဍသိတဲ့သူတီလံသိတဲ့သူလာဘံသိတဲ့သူဒုက္ခံသိတဲ့သူဖြစ်ပါတယ်အဲ့တော့လုံးလဝီရိယရှိခြင်း ကျွန်ုပ်နဲ့အတူရက်ဒီပါစေသည်တည်နေပါစေသည်ပေါ့နော်တဏ္ဍာန်သိတဲ့လူပစ္စည်းဥစ္စာပြည့်စုံခြင်းကကျွန်ုပ်နဲ့အတူတည်နေပါစေသည်တီလာသိတီလာတီလာနဲ့စင်ကြခြင်းတီလာနဲ့စောက်တည်ခြင်းကျွန်ုပ်နဲ့အတူတည်နေပါစေသည်လာဘန်သိတဲ့လူလက်လာပါလို့ပေါ်ကြပါခြင်းကျွန်ုပ်နဲ့အတူတည်နေပါစေသည် ဒုက္ခံတဲ့သူဒုက္ခချမ်းသာခြင်းဒီကျွန်တော်နဲ့သူဒီနေပါစေပြီဆိုတဲ့အတိပဲပါအဲ့တော့ဒီဟာလေးကိုခုနှစ်ခေါက်ရအောင်ရွတ်ပါနေစဉ်နဲ့ရွတ်ပါအကျွေးမချင်းမချင်းရွတ်ပါလို့တိုက်တွန်းမရစေနေစဉ်နဲ့ရွတ်လို့ရှင်ငွေတွေလည်းပေါ်လာမယ်လက်လာပါတွေလည်းပေါ်လာမယ်ငွေတွေလည်းကိုယ့်စီတလဟောင်းဝင်လာမယ်အကျွေးတွေကြည်သွားပါလိမ့်မယ်အကျွေးတွေသူတေချာပေါက်လို့ပါအခုကျွန်တော်ပြန်ပြောကြည့်ပါမယ်ပထမဆုံးအကျွေးတွေများနေသူတွေလောက်မှာပေါ့ပေါ့ပေါ့ပါလိမ့်ပါပဲနော်ကဲနေစဉ်နေ့တိုင်းမှာအထံသိတိပရိတလုံးချတရရှင်လုံးပရိနဲ့ပတ်30ရအောင်စိတ် မစိတ်နိုင်ဘူးအနည်းဆုံး၁၀ပတ်အောင်စိတ်ပါလွယ်လွယ်လေးခဏလေးပဲတစ်ခါစိတ်၁၀မိနစ်တောင်မကြောက်ဘူးနော်အရန်နဲ့လူပြမှာတတော်အားလို့ကိုယ်ရဖြစ်တော်မူသောမြတ်စွာဘုရားစိတ်ကိုယ်ရရနိုင်ဖောက်ပြန်တော်မူသောမြတ်စွာကိလေသာအလုံးစုံကိစ္စင်တော်မူသောမြတ်စွာဘုရားဆိုလိုချင်တာကိလေသာအလုံးစုံကိစ္စင်တော်မူသောမြတ်စွာစိတ်ဉာဏ်ရရနိုင်ပြီးဖောက်ပြန်တော်မူသောမြတ်စွာဘုရားလူနဲ့ပြမှာတတော်အားလို့ပူဇော်ထုတ်ခိုင်းသောမြတ်စွာဘုရားဆိုအတိပဲပါအဲ့တော့အဲ့ဒီအတိပဲလေးနဲ့မြင်အောင်လုပ်ပါအရဟံတိတ်ထိအရဟံတိတ်ထိပရိတလုံးချအရဟံတိတ်ထိပရိတလုံးချဆိုမနဲ့ပရိ၁၀ပတ်တရားရှိတော်မူ၁၀ပတ်နေ့လေတရား၁၀ပတ် ည၄၀ပဲနေ့လည်းမမအားတဲ့သူတွေအကောင်လုံးကမနေ့နေ့ညမပေါင်းစိတ်ပါအပတ်30ပေါ့ရအောင်စိတ်ပါမစိတ်နိုင်သူအနည်းဆုံး10ပဲရအောင်စိတ်ပါဒါဆိုအလုတ်ကိုင်းကောင်းနေငွေကောင်းနေအလုပ်တွေရပါမယ်ဒုတိယအဓိပ္ပာယ်တွေအားရဆောပါလား28ကောင်လေးစီနဲ့ရွက်ပြအောင်ရွက်ပါမနက်ကို73ကောင်ရအောင်ရွက်ပါအဲ့တော့ဟုတ်ပြီနော်နေ့လေးကိုတစ်ခေါက်ရွက်လိုက်ညနေကို73ကောင်ရအောင်ရွက်ပါအဲ့ဆိုလို့ရှိရင်28ကောင်ပြီးသွားမယ်စက်တိုင်း28ရွက်နိုင်လေရွက်ပါပြီးတော့ခုနကကျွန်တော်ပြောတယ်ည9နာရီခွဲတိုင်းမှာ9နာရီခွဲအတိအကျရွက်မှာနော်ည9နာရီခွဲတိုင်းမှာရွက်ရမယ့်ကာလလေးက ခုနပြောတဲ့ဝိရိယံသိတ္တုနော်ဒဏံသိတ္တုသီလံသိတ္တုလာဘံသိတ္တုဒုက္ခံသူတ္တိသိတ္တုဖြစ်ပါတယ်ဝိရိယံသိတ္တုဒဏံသိတ္တုသီလံသိတ္တုလာဘံသိတ္တုဒုက္ခံသူတ္တိသိတ္တုဖြစ်ပါတယ်နော် ကဲဟုတ်ပါပြီတိတိလူဆိုတာတီနေပါစေတီရက်တီနေပါစေတီဆိုအတိတ်ပဲပါနော်ကဲဟုတ်ပါပြီအဲ့ဒါဆိုရင်နားလဲသွားပြီလို့ယူဆပါတယ်ကျိုးပိတ်တဲ့တွေအရန်အကျိုးရှိမယ်လို့ယူဆပါတယ်အကျိုးတွေတွေလည်းတေချာလုပ်ပါအကျိုးတွေဆက်ချင်တဲ့တွေကဒီဟာလေးကိုတေချာလုပ်ပြီးဒီသုံးခုကိုတေချာလုပ်ပြီးပါနေ့စဉ်နေ့တိုင်းလုပ်ပြီးပါလို့ပြောချင်ပါတယ်ဒီနှစ်ခါလဲကျွန်တော်အကျိုးတင်တဲ့တွေအတွက်အကျိုးကြည့်နိုင်ဖို့အတွက်ဒီအတိတ်တန်ကိုရဲ့ပရိစိန်ကြီးလေးကိုလည်းသင်ခဲ့ပြီးသားဖြစ်တယ်နော်အဲ့ဒါလုပ်နေတယ်ကိုလည်းဆက်လုပ်ပါဇက်တိုင်လုပ်ဖို့ဟာရက်တစ်ခုတစ်ခါလဲရက်လို့လည်းမရဘူးဗျဘာသာရေးလုပ်ပြီးတော့ဒီငွေဝင်ဖို့ဆိုတာကကိုယ့်နဲ့တည်းချစ်တယ်နဲ့တည်း ချစ်တယ်မမြင်မမြင်အမြင်ပုံကိုတွေကလည်းချစ်တယ်ဆိုလို့ရှိရင်သူကသူကဘာလို့ဆိုပြေးလေအောင်လုပ်ပြီးသွားတာမသိမသားလုပ်ပြီးသွားတာဒါကျွန်တော်ကိုယ်ထိပါနော်အလုံးလိုက်ရင်လည်းရော့အင်းဆိုဘယ်သူမှမပေးပါဘူးနော်ပြေးလေအောင်ပဲလုပ်ပြီးတာပါကိုယ့်ရဲ့အတိတ်ကံကလည်းအရန်ကိုကောင်းခဲ့တယ်အတိတ်ကံမှာအရန် ဒါနတွေပြုခဲ့တယ်အခုကလေပြစ်ဆုံးပံမှာလည်းဘာသာရေးလုပ်တယ်ဆိုလို့ရှိရင်အလုံးလိုက်ရင်လည်းရနိုင်တာပေါ့နော်ဒါပေမဲ့လို့တကယ်လို့တိတ်ကာလတော့လည်းကိုကလုတ်ခဲ့တာမလုတ်ခဲ့မသိဘူးလေမသိရတဲ့ကြောင့်မလုပ်ရမလဲဆိုရင်ပြေလေအောင်တော့အားလုံးကမဆာပါတယ်ဒါမယုံမကြည်မရှိပါနဲ့ယုံကြည်ပါနော်အဲကြောင့်အကျွေးအသေးချာပေါက်ကြည်ပါလိမ့်မယ်ကျွေးကသေးချာပေါက်ကြည်ပါလိမ့်မယ်နော်ဒါကြောင့်ဒီချာလုတ်ကြည်ပါလို့တိုက်တွန်းလိုက်ပါတယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ပို့စေကိုများများရှယ်ပေးပါပြန်ပြီးတော့လည်းမျှဝေပေးပါကဲစိန်ကြောက်နေလားရှင်ဝီပြန်များဆဲတောက်တန်းကစားနိုင်ကြပါစေလို့ ကြံပေးလိုက်ပါတယ်။ဆုတောင်းပေးလိုက်ပါတယ်။မေတ္တာပို့လိုက်ပါတယ်။အားလုံးပဲကြားမှာချမ်းသာကြပါစေ။ချမ်းသာကိအများဆုံးစိုက်ကြပါစေ။အကျွေးတွေလည်းအများဆုံးကြေကြပါစေလို့မေတ္တာပို့လိုက်ပါတယ်နော်။ယေရှုတင်ပါတယ်။အတန်ဒီနောက်ရှုပ်ရှုပ်နေတာတော့အလှူခံနေရှိနေလို့ပါ။ဟုတ်ကဲ့ပါ။ယေရှုတင်ပါတယ်နော်။